ဒီဘောမျိုးမိဘမဲ့ကဟာကကလေးငယ်အယောက်တရားကျော်အတွက်အရေးပေါ်စာဝန်ရေးအကူအညီတွေလွှတ်အပ်နေတဲ့တည်င်းဝယ်စားကနေတစဉ်တရားမဝင်ခိုးပေါက်ကနေတရုတ်ပြည်ဘက်ဝင်တဲ့တူရီစီကိုရဲကငွေအဆောင်တန်းတောင်းလာရှိတယ်လို့ဖန်စီရိုက်နှက်တာတွေလည်းရှိနေတဲ့တည်င်းအပြင်တခြားတည်င်းတွေလည်းကြားမှာပါ ဆုံးကြမဲ့တရင်ကတော့ကုခိုင်မြို့နယ်မုံစီကျေးရွာမှာ MNDAA နဲ့ KIA တို့ကစကားများရံဖြစ်ပြီးပစ်ခတ်မှုဖြစ်လို့ KIA တပ်သား2ဦးနဲ့ဒေသခံ3ဦးတေဆုံးပြီး5ဦးဒဏ်ရာရခဲ့ကြောင်းဖြစ်စဉ်ကိုတရှိသူအမျိုးသားတို့ကပြောပါရယ်မတ်လ9ရက်နေ့လယ်12နာရီဝန်းကျင်မှာမုံစီကျေးရွာအုပ်စုပြင်ခန့်ကျေးရွာနေမှာရှိတဲ့ရွှေလောက်ကွက်ကို MNDAA ကရွှေတူးနေစဉ် KIA နဲ့စကားများရံဖြစ်ရာကနေပြစ်ခတ်တာတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးမုံစီမှာရှိတဲ့ကချင်လူမျိုးဒေသခံတွေဟာမုံစီမျိုးပေါ်တက်လာပြီးကိုကန့်တက်ရှိတဲ့မြို့နယ်ရုံးနေစီလာရောက်ဆန္ဒပြခဲ့ကြတယ်လို့လည်းဆိုထားပါဗျ။ဖြစ်စဉ်နဲ့ပတ်သက်ပြီးကိုကန့်ရဲ့တရင်နဲ့ပြန်ကြားရင်းနဲ့ခရီးကတာဝန်ရှိသူတွေကိုရှူဖြူမြေကဆက်တွဲခဲ့ပြီးမှမရခဲ့ပါဘူး။ MNDAA ရွှေလောက်ွက်လှုံ့ဆောင်မှုကြောင့်ကျေးရွာတောက်တုံးကြီးခက်ခဲလာမဲ့ပြဿနာကိုကြုံရနိုင်တာကြောင့်ရွှေတူးတာတွေကိုဒေတာခန်နဲ့ခရီးတက်တို့ကတွားရောက်တားဆီးခဲ့တာဖြစ်တယ်လို့ဒေတာခန်ရဲ့ပြောပြချက်အရတရားပါတယ်အန်ဒက်ထီရီထင်းချုပ်ထားတဲ့မိုးကုံမြို့မှာမူရီစီဝါတုံဆဲတူ90ကျော်ကိုထီရီကအကျင့်စာရိတ္တပြုပြင်ပေးပြီးပြန်လွတ်ပေးခဲ့ပေမဲ့မိုးကုတ်က KTV ဆိုင်တွေမှာမူရီစီဝါတွေအလွယ်တကူရနိုင်တဲ့ကြောင်းဒေတာခံတွေပြောပြချက်အရတရားပါတယ်။ ဝိညာဉ်စေဝါတုံဆွဲတူတွေကိုချင်တော်ရီက6လကြာအကျဉ်းစာရိတ္တပြုပြင်ရေးစခန်းမှာအကျဉ်းစာရိတ္တပြုပြင်ပေးခဲ့ပြီးနောက်ပြီးခဲ့တဲ့ February 25ရက်မှာပြန်လုပ်ပေးခဲ့တာဖြစ်ပါတယ်6လကြာအကျဉ်းစာရိတ္တပြုပြင်ပေးပြီးပြန်လုပ်ပေးသူတွေဟာမွေးရည်စေးတွေထပ်မံတုံဆွဲခဲ့ပါကအကျဉ်းစာရိတ္တပြုပြင်ရေးစခန်းမှာနောက်ထပ်၃နှစ်ကြာပြန်နေရမှာဖြစ်တယ်လို့လည်းချင်တော်ရီကထုတ်ပြန်ခဲ့ပါတယ် ခြေနေထိန်းချုပ်ထားတဲ့ဒေတာတွေမှာပြည်ခဲ့တဲ့2024ခုနှစ်အတွင်းမွေးရည်ဇေဝတုံးဆွဲသူ1923ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ TNR ကပြီးခဲ့တဲ့ဇန်နဝါရီ28ရက်မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။တိန်နီမြို့မှာစက်တုံးစီတင်တဲ့ကားတွေကို MMDA ကငွေသိမ်းရာနဲ့ချီအခွန်ကောက်ခံခဲ့တာကြောင့်စီကားတွေပိတ်ခဲ့တယ်လို့တိန်နီအထက်ကမြို့တွေမှာစီစေးပုံမြင့်လာနိုင်တယ်လို့ရွှေပြည်ကစုံစမ်းသိရှိရပါတယ်။ မက်စလာ၃ရက်ကစတင်ကောက်ခံနေတာဖြစ်ပြီးတိန်နီမြို့အထွက်တိုးကိမှာစီတင်တဲ့၁၂ဘိန်းကတစည်းကိုပိုကန်တက်ကငွေကျပ်သိန်း60နီးပါးထိကောက်ခံခဲ့တာဖြစ်ပါတယ်တိန်နီမှာအရင်ကစီအပြစ်တင်တဲ့၁၂ဘိန်းကတစည်းကိုငွေ၂သိန်းဝန်းကျင်ကျပ်တာအခွန်ပေးဆောင်ရပေမဲ့လက်ရှိမှာတော့သိန်းရာနဲ့ချီနီးပါးအထိအခွန်ကောက်ခံနေတာကြောင့်စီကားတချို့နောက်ပြန်လဲခဲ့ကြရတယ်လို့ဆိုပါတယ်။ အခုလိုကိုကန်တက်က73စီတင်တဲ့ကားတွေကိုအခွန်အစမတန်ကောက်ခံနေတာကြောင့်တိန်ညီမြို့အထက်မှာရှိတဲ့နမ်ခံမြို့နဲ့ကုခိုင်မြို့အပြင်ညီနောင်မဟာမိတ်ထိန်းချုပ်ထားတဲ့တရားမမိုင်မာလေးစီစေးအစမတန်မြင့်တက်လာမှာကိုဒေတာခံတွေကစိုးရိမ်နေကြပါတယ်။လာရှိုးကနေတည်လာတဲ့အမျိုးသမီးအလောင်း၃လောင်းကိုဒီဘောမျိုးနဲ့နာမခေါ်နာတာလုံလန်းအစင်းမှာလာရောက်ဆုံးပြစ်ခဲ့တယ်လို့ရွှေပြည်ကအစုံစမ်းတရှိရပါတယ်။ ဲ့ဒီအမျိုးသမီးအလောင်းတွေကိုပြီးခဲ့တဲ့ February 23ရက်မှာလာရှိုဘက်ကနေကားနဲ့တင်လာပြီးလာရောက်စွန့်ပစ်သွားတယ်လို့ဖြစ်စဉ်ကိုတရှိတူတူကပြောပါတယ်။ဒေတာခံတွေက၎င်းဖြစ်စဉ်ကိုတရှိကြပေမဲ့သတင်းထွက်ပေါ်လာရင်ပြစ်တက်မယ်လို့ချင်းချောက်ခံထားရတာကြောင့်ဖြစ်စဉ်တင်းစိတ်ကိုမပြောရဲကြပါဘူး။တပ်ဖြတ်ခံထားရတဲ့အဲ့ဒီအမျိုးသမီး၃ဦးဟာအသက်၁၂နှစ်အရွယ်ကနေ၁၈နှစ်အကြာအရွယ်တွေဖြစ်ကြပြီးအဲ့အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ပုံမှန်လဲရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေရှိနေတယ်လို့ဆိုပါရယ်။ ရုပ်အလောင်းစွန့်ပစ်ခံထားရတဲ့အဲ့ဒီအမျိုးသမီးငယ်တွေဟာဘတူဘဲဝါမှန်မတိရသေးတဲ့အပြင်သူတို့ရဲ့နေရက်လေးစားတွေကိုလည်းမတိရဘူးလို့ဖြစ်စဉ်ကိုတရှိသူကပြောပါတယ်။ဒီဘောမျိုးနယ်ထဲကအဲ့ဒီနားမခေါ်ကြေးရွာဟာကိုကတ်တပ်ဖွဲ့ MNDAA ကဝင်ထွက်တွာလာပြီး၎င်းတို့ထိန်းချုပ်ထားတဲ့ဒေသလည်းဖြစ်တယ်လို့သိရပါတယ်။ ပွဲစားကနေတစဉ်တရားမဝင်ခိုးပေါက်ကနေတရုတ်ပြည်ဘက်ကိုခိုးဝင်တဲ့သူတွေကိုရဲကငွေအစမတန်တောင်းတာတွေရှိတယ်လို့ဖန်စီရိုက်နှက်တာတွေလည်းရှိနေတယ်လို့ကိုတိုင်ကြုံတွေ့ခဲ့ရသူကိုအိုက်တန်းကရှုပ်ပြေပြောပါတယ်။မူဆယ်မျိုးစင်ဖြူဂိတ်အနီးမှာရှိတဲ့တရားမဝင်ခိုးပေါက်မှာတာဝန်ကျရဲတပ်ဖွဲ့နဲ့အပိုင်နယ်ထိန်းတွေစီတရုတ်ရွံတရားပေးမှသာချက်တန်းခွင့်ရပြီးငွေမပေးနိုင်တဲ့သူကိုတော့ရဲတပ်ဖွဲ့ကဖမ်းဆီးပြီးနတ်တော်ပေါက်မှာရှိတဲ့လာဝကဝန်ထမ်းတွေစီအနံပေးခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးမူဆယ်မြို့မရဲ့ရဲစခန်းမှာတည်ခဲ့တဲ့ February 29ရက်ကတာဝန်ကျနေတဲ့ရဲကိုဖုန်းနဲ့တိုင်ကြားခဲ့ပေမဲ့ဒီကိစ္စဟာသူတို့နဲ့မတက်ဆိုင်ဘူးလို့သာပြောပါတယ်။တရုတ်မြန်မာနယ်စပ်နိုင်ငံဝင်ထွက်တွာလာခွင့် BP စာအုပ်အနီကိုမူဆယ်ခရိုင်လောက်ဝကဝန်ထမ်းတွေကအဆန့်တန်ငွေကြီးတောင်းယူနေတာကြောင့်တရဝင်းကိတ်ဖြစ်တဲ့နန်းတော်ပေါက်နဲ့စင်ဖြူပေါက်ဂိတ်တွေကိုမဖြတ်တော့ဘဲခိုးပေါက်ကိုတာအသုံးပြုလာကြတယ်လို့စုံစမ်းသိရှိရပါတယ်။ ိုင်းတက်ထင်တွေထိန်းချုပ်ထားတဲ့ဒီဘုံမျိုးမိဘမဲ့ကင်ဟာကကလင်းငယ်အယောက်တရာကျော်အတွက်စာဝန်ကြီးရဲ့အကူအညီပဲလိုအပ်နေတယ်လို့နှလုံးတာပရိုက်တာအဖွဲ့ကောင်းဆောင်ဖြစ်တဲ့နေဇော်ထွန်းကရွှေပြည်နေကိုပြောပါရယ်မိဘမဲ့ကင်ဟာဖြစ်တဲ့ရင်ခွင်မဲ့သူများကင်ဟာမှာကလေးအယောက်20မိပါစုတောင်းရာအိမ်မှာကလေးငယ်အယောက်90လီစုပညာရေးကင်ဟာမှာအယောက်90ကျော်ရှိပြီးသူတို့တွေအတွက်အကူအညီတွေလိုအပ်နေတာဖြစ်ပါရယ် ၎င်းကလေးငယ်တွေဟာအသားနဲ့ကြုပ်ကိုတောင်စားနိုင်ပဲဟင်တီဟင်ရွက်တွေကိုတားနေစင်စားတုံးနေရတာကြောင့်ကလေးငယ်တချို့ဟာအာဟာရချို့တဲ့လက္ခဏာတွေပါဖြစ်လာတာတွေရှိနေပါတယ်။ KYA နဲ့ထင်တော်ရေးကြဆက်ဆံရေးတင်မာမှုမကြီးထွားလာဖို့ထိနေနေတိန်ဆောင်ရွက်ရမယ်လို့ထင်တော်ရေးရက်စီဦးစီချုပ်တာဟုပလန်ကမန်တုံမှာပြုလုပ်တဲ့လူထုပြေဆုံးပွဲမှာပြောပါတယ်။ ဒါအပြင်မဟာမိတ်နှစ်ဖွဲ့ကြားအပြန်အလှန်အတိမတ်ပြုဖို့နဲ့မဟာမိတ်တည်တံ့ခံရေးစီဖို့အတွက်နှစ်ဖက်သက်ကပူးပေါင်းဆောင်ရွက်တွားရမယ့်အချိန်ဖြစ်ပြီးမဟာမိတ်ကတိကဝတ်ကိုရှေ့ရှုပြီးတော့မဟာမိတ်ကြားမလိုလားအပ်တဲ့ပြဿနာမဖြစ်ပွားစေဖို့နှစ်ဖက်စလုံးကတတိထားဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ဆက်ဆံရေးတင်မာမှုကိုညှိနှိုင်းဖြေရှင်းရမယ်လို့ဘိုချုပ်တာဟိုပလန်ကပြောဆိုခဲ့ပါတယ်။ ပြည်ခဲ့တဲ့ဇန်နဝါရီလအတွင်းနှစ်ဖက်ကမှ TNA နဲ့ KIA တပ်တို့အကြားနေမြေအငင်းပွားမှုဖြစ်ပြီးနှစ်ဖက်စလုံးထိုးကျိတ်ခဲ့တဲ့အထိဖြစ်ပွားခဲ့တဲ့ကိစ္စကိုအောက်ခြေအရာရှိတွေကညှိနှိုင်းဖြေရှင်းခဲ့ပူပါတယ်။ဒီတစ်ပတ်တင်ကတော့ဒီလောက်ပါပဲရှင်။ရွှေပြည်မြေအပတ်စဉ်တင်ကိုကြည့်ရှုနာဆင်ပေးခဲ့တဲ့ပရိသတ်တွေအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။